အားလုံးပဲမင်္ဂလာပါရှင်။သူစာအော်ဒီယိုဘုတ်ကနေကြိုဆိုပါရစေ။ဒီနေ့မှာသူစာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆီယမခင်ခင်ထူရေးသားထားသော ရှင်မာပိုက်ပါလူဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါလိမ့်ရှင်။ရှင်မာပိုက်ပါလူမိဆောင်ကတော့သူဆိုရင်မဲလဲပါတယ်တော့လဲမှာပေါ့မိဆောင်တို့ရွာကမန္တလေးမတရားယထာလမ်းပြီးမှရှိတယ်။ တနေ့သုံးကောင်းလုံးပြေးဆွဲနေတဲ့ရထားကြီးပေါ်မှာနေတိုင်းမိဆောင်ဈေးလိုက်ဝင်နေကြကိုမနေ့ရထားနဲ့မန္တလေးကိုဈေးလိုက်ဝင်နေ့လေရထားနဲ့ပြန်လာညနေရွာထဲဈေးလဲရောင်းနေအမေနဲ့မောင်လေးကိုမိဆောင်လို့ကျွေးနေတာမိဆောင်လေးနဲ့အောင်တော့အဖေဆုံးသွားလို့ကြောင်ဆက်မတက်ရတာမိဆောင်ကစာတော်တယ်တော့အတွက်အချက်လဲတွတ်တယ်ကြည်လီမန္တလေးကဝင်လာတဲ့ကုံစင်းကုံ၆တီကို ရထားကြီးပေါ်မှာတင်ရောက်လိုက်တည်တယ် လူချင်းတလောက်သားဝင်မိဆောင်ကဖြက်ခနဲ့ဖြက်ခနဲ့ချင်ပြီးလိုက်ထုတ်ပိုးပြီးလိုက်အမျက်တွက်ကြည့်လိုက်နဲ့အလုတ်ကိုဖြစ်လို့မိဆောင်တို့ရွာကလေဆိုင်ကြတော့ရွှေတူမင်းကလေးတွေဆိုရင်ကောက်ဆိုင်အမိုက်ကောက်လိုက်ကြပြီမဲ့မိဆောင်ကတော့ဈေးပဲရောင်းလေမိဆောင်တို့မှာတဧကမရှိတရှိလေကွက်လေးတစ်ကွက်တော့ရှိပါရဲ့အဲ့ဒီလေကွက်လောက်တော့အမေနဲ့မိဆောင်လုံနိုင်ပါလေအမေရဲ့မောင်ကလည်းနည်းနည်းပါးပါးတော့ဝိုင်းပေးပါတယ် ဒါပဲဖြစ်ဖြစ်မိဆောင်တို့တားမိသုံးယောက်တော့ချောင်းချောင်းလင်းလင်းရှိတာအမှန်ပဲရွာကျောင်းမှာတက်နေတဲ့မိဆောင်ရဲ့မောင်လေးညူကြီးအတွက်လိုအပ်သမျှစာအုပ်ခဲတံအားလုံးမိဆောင်ဝယ်ပေးနိုင်နေမိဆောင်ကိုယ်တိုင်စာတက်ပြတက်ကြီးမဖြစ်ပေမဲ့မောင်လေးကိုတော့ပွဲရတဲ့အထီးကျောင်းထားပေးဖို့ရည်ရွယ်ထားတယ်မိဆောင်တို့ရွာကိုစာလာတင်ပေးတဲ့မန္တလေးကဆီယာမလေးကိုမိဆောင်တိတ်ချစ်တာ ဆီယမာလီကရုတ်ချော့သဘောကောင်းုံတင်မကဘူးတရွာလုံးနဲ့လည်းခင်ခင်မင်မင်ရှိတယ်ဆီယမာလီကြောင်းလာတဲ့အချိန်နဲ့မိဆောင်စေးသွားတဲ့အချိန်နေ့တိုင်းလမ်းမှာဆုံတွေ့နေကြပါမဆောင်ညူကြီးညညာစားချက်ရလားဟုတ်ကဲ့ချက်ပါလေဆီယမာကျမကအလီတွေတင်ပေးတာဟုတ်လားမဆောင်ကတိတ်တော်လာပြီကျောင်းမှာလာလို့အားပေးပါဦး ဲ့တို့ဆီယမလေးကပြောလိုက်ရင်မိဆောင်တိတ်တဘောကြတာတခါတလေမောင်လေးကိုစားချပေးရင်ကိုကကိုဆီယမတယောက်လိုစိတ်ကူးရင်ကြီးရတာနဲ့အမောတာညူကြီးကိုတင်မကပါဘူးရှာထဲကကလေးတွေကိုညာတိုင်းစားချပေးတာညာတိုင်းဆိုရင်မဲ့လေမိဆောင်မှာဖျောင်းတိုင်ဖို့မရှိရင်တော့မိဆောင်ရဲ့ညချောင်းလေးပိတ်ထားရတာပေါ့မိဆောင်တို့ရွာမှာတာညူကြီးတွေလိုလျှက်စစ်မိတွေရှိရင်ကောင်းမှာပဲလို့တွေးမိပေမဲ့ မိဆောင်စည်းဝဲသွားတိုင်းမိမလာလိုညင်းညူတက်တဲ့မန္တလေးကလူတရဲ့အတန်ကိုကြားကြားနေရတော့อืมမရှိတော့မညည်းရတော့ဘူးလို့ထင်မိပြန်ရောဘာပဲဖြစ်ဖြစ်မိဆောင်ဘဝလေးကိုမိဆောင်ပျော်ရွှင်မိပါတယ်အမေဘာဖြစ်လို့လဲနေမကောင်းလားဒီနေ့မိဆောင်မန္တလေးကပြန်လာတော့ခါတိုင်းလိုမဟုတ်ဖဲအိယာတဲ့ခွေနေတဲ့အမေကိုတွေ့ရတယ်အေးမိဆောင်ဒီမှာကြည့်စမ်းငါရင်ဘက်တွေနာနေလို့ အမေကသွတ်ချိခဲ့အင်ဂျီလေးကိုလှမ်းပြီးမိဆောင်းကိုပြတယ်။မိဆောင်းစံတီလိုက်တော့အမေရဲ့ညာဘက်ရှင်မှာအချိတ်ကြီးကိုတွေ့ရတယ်။အချိတ်ဘီကအရေးပြားလေးတွေလဲခက်ရှုံရှုံဖြစ်နေတယ်။ဟမ်အမေအချိတ်ကြီးပါလားတော့။အေးဟုတ်တယ်။အဲ့ဒီအချိတ်ကနာနေလို့အမေညကြရင်ဆရာလေးကိုတွားပြကြည့်ရအောင်လေ။မိဆောင်းတို့ရွာမှာတရိတ်ဆန်ဆေးကုနေတဲ့ဆရာလေးရှိတယ်။ မိဆောင်တို့မှာလူကူတဲ့ဆရာဝန်မရှိတော့ရွာကားလူတွေပါပဲဖြစ်ဖြစ်အဲ့ဒီဆရာလေးကိုပဲပြကြည့်ရတယ်။အိုးနေပါစီအီးဒီလိုပါပဲတခါတည်းရမှပါပြီးတော့ပျောက်သွားတာပါပဲ။အမေကဒီလိုပြောတော့မိဆောင်လေးခပ်ပေါ်ပေါ်နေလိုက်မိတယ်။ရှက်တစ်ဖက်လောက်ကြာတော့အမေရှင်ဘက်ကအနာကြီးလို့ကြွက်အပ်လာတယ်။အမေလေးအော်နေရတယ်။မိဆောင်လေးစီမသွားနိုင်တော့ဘူး။ အမေရှင်ဘက်ကိုမှန်းစိကြိတ်လင်းပြီးလိုက် ထမင်းချက်လိုက်နေအလုံးများနေတော့တာပေါ့မဆောင်တော်တော်နေမကောင်းလို့ဆို။အော်ဆီယမလေးပါလား။လာပါရှင်။ဆီယမလေးထိုင်ဖို့တင်ပြူဖြာကို ကတိုက်ကြိုက်ခင်းပေးလိုက်တယ်။အမေကအိယာထဲလဲနေရကဆီယမလေးရဲ့အတန်ကြားလို့ထလာတယ်။ဘာဖြစ်တာလဲတော်တော်။မဆောင်ဈေးလာတာမတွေ့လို့ညိုကြီးကိုမိကြည့်တော့မှ တော်တော်နေမကောင်းမှန်းသိတာ။ အမေကပါဇက်ကမပြောဘဲအင်ကြီးကိုလှမ်းပြလိုက်တယ်။အိုးအနာကြီးဖြစ်နေတာပါလား။ဘာတွေလိမ့်ထားတာလဲ။ကျမကင်ကြည့်မယ်နော်။ဆီယမာလီကအမေရှင်ဘက်ကိုနှိပ်ကြည့်ရင်းမျက်နာပြတ်သွားတယ်။ဒီလိုပေါ့ပေါ့နေလို့မဖြစ်ဘူးတော်တော်။ဆေးရုံကိုသွားပြပါ။အိုးကျမကဒီမန်းစင်းနဲ့တဲ့ပါလေဆီယမာရေ။ဆေးရုံကိုသွားမပြချင်ပါဘူး။မကြောက်ပါနဲ့တော်တော်ရဲ့ဆီယုံမပြရင် အမြင့်တွေပြီးဒုက္ခရောက်သွားနိုင်နေခုတောင်ခွဲထုတ်ရမယ်ထင်နေ ဆီယမာလီကခွဲထုတ်ရမယ်လို့ပြောတော့အမေမျက်လုံးပြူးသွားတယ်။မိဆောင်တို့ရွာကလူတွေဟာဆေးရုံတိတ်ကြောက်ကြတာခွဲစိတ်ခံဖို့ဆိုတာဝေလာဝေရောမိဆောင်ဆိုဟိုတနေ့ကအနောက်ရွာကိုဆေးသွားရောက်ရင်လက်ထဲမှာငုတ်ထိုးမိတာဆေးထိုးရမှကြောက်လို့ကို့ဘာသာသွေးဆေးတွေတိတ်လိုက်တာပျောက်ရောပဲဆီယမာလီကပြန်သွားတဲ့အထိဆေးရုံကိုတွားပြဖို့တွတ်တွတ်မှာသွားတယ် ဆီယမာလေးရဲ့တိုက်တွင်းတဲ့ဗာရီကဥဆောင်ပြီးမိဆောင်တို့မန္တလေးစေယုံကြီးကိုလာခဲ့ကြတယ်။အမေကိုစေယုံတင်ရမယ်ဆိုလို့စေယုံတင်လိုက်ကြတယ်။မိဆောင်မဲပင်မနာပါပဲ။နေရောညရောစေယုံမှာပဲနေရတယ်။အမေယောဂါကရှင်သားကင်စာတဲ့ဆီယဝန်ကြီးကစံတက်ပြီးတော့အမေကိုခွဲရမယ်တဲ့။အမေငိုလိုက်ပုံများပြောမပြောချင်တော့ဘူး။စေယုံကဆီယမာအနီလေးတွေငောက်လိုက်မှာပဲတိတ်သွားတော့တယ်။ တာတောင်တော့ကြောင်းနဲ့ကြိတ်ဆိုင်နေတီးတာအမေကြိတ်ဆိုင်နေတယ်လို့မိဆောင်လဲကြိတ်မောနေရတယ်အမေကိုခွဲစိတ်မဲဆိုရင်ငွေလိုမယ်ဒီအဲ့ဒီငွေကိုမိဆောင်ပေးမှရှာရပါမလဲတကွက်ထဲတော့လေကိုပေါင်လိုက်ဖို့ပဲရှိတယ်လीလူမတီငွေမရှာတဲ့အမေနေကောင်းလို့ရှိရင်ဒီလေကွက်ရွေးနိုင်ဖို့မိဆောင်ရှာရတော့မှာပေါ့ရွာကိုပြန်ပြီးမိဆောင်တို့လေကိုပေါင်လိုက်တယ်စီယုံပေါ်မှာအမေလိုခွဲစိတ်ရမယ့်ယောဂတဲ့တွေအများကြီးပါ ကြောင်ရွံ့ထိတ်လန့်နေတဲ့အမိကိုအပင်းရင်မိဆောင်အငင်လိုက်တာ အမိကိုခွဲစိတ်တဲ့နီးကဆီယမာလီရောက်လာလို့မိဆောင်ဝမ်းတာမိတဲ့ဆီယမာလီကမိဆောင်ကိုအပင်းရင်အမိခွဲစိတ်ခံကထွက်လာတဲ့အထိစောင့်ပြီးကူညီတဲ့ခွဲစိတ်တဲလို့သာဆိုတာပါ တကယ်တမ်းကျတော့အမိရဲ့ညာဘက်ရှင်သားတစ်ခုလုံးဖြုတ်ထုတ်ပစ်လိုက်တာပါပဲအမိကိုခွဲစိတ်ပြီးတက်ရောက်ကြည့်ခင်ရအောင်မတဲ့မိဆောင်တော့ဘာမှနားမလည်ပါဘူး မိဆောင်နားလေတာကမိဆောင်တို့မောင်နှမဆိုးခဲ့ကြတဲ့အမေရဲ့နှုတ်တစ်ဖက်မရှိတော့ဘူးဆိုတာပါပဲအမေအတွက်မိဆောင်ငွေထက်ရှာရအောင်မယ်လိတက်ရောင်ကြီးကင်တာဘလောက်ကုန်ကြမင်းမိဆောင်မသိပါဘူးတီတော့ရွာကိုမိဆောင်ခဏပြန်ခဲ့တယ်လေကလေးပေါက်နှံကြီးထတ်တောင်းဖို့ပို့ညီတို့လေကအပြက်ရောင်းတောင်ဒီလောက်မပေးနိုင်ဘူးတိုင်မေတရွာလေးတာချင်းကိုညီတဲ့အနေနဲ့ညီတောင်းတဲ့ငွေနဲ့ငါ့ကိုအပြက်တာရောင်းလိုက်တော့ တော်သိန်းခင်ရဲ့စကားကမိဆောင်ရှင်ဝါကိုစီတွင်းလိုက်တလို့ပါပဲမိဆောင်တို့လေကတနည်းကိုနှစ်တီးစားလေပါတော့အဲ့တော့ထက်မကတဲ့ဈေးရတောင်မိဆောင်မရောက်ပါတီလေကလေးကအဖေရဲ့အမွေအမေတည်ရင်မိဆောင်တည်အောင်အရိုက်ခံရမှာအမေကမောင်လေးအရွယ်ရောက်တဲ့အထိမလူနိုင်ခဲ့ရင်တီလေကို ရောင်းပြီးလှူဖြစ်အောင်ကိုလှူမယ်လို့ပြောထားတာမိဆောင်ပါတွင်းနဲ့တိုင်မြင်ရတယ်ပါရီတို့ကလည်းခြောင်လေရှာတာမဟုတ်ဘူး မိသားစုများရတဲ့အချိန်ကိုပိုင်လည်းမရှိတော့ပါရီကိုတိုင်ကသူများအိမ်မှာလူငါနေရတာဒီလိုလောက်ဟာမိဆောင်တို့လေရှင်ကိုထွဲ့မောင်ကိုပြောင်းပြီးပေါင်းရအောင်လားဒီမိမကြီးကတိတ်စည်းရာဟာကိုထွဲ့မောင်ကတော့တဘောကောင်းပါလေတော်သေးတယ်ပါကြီးထွဲ့မောင်ကပြောင်းပြီးအပေါင်ခံလို့နောက်တငွေကိုစစ်စစ်ပအောင်ဆုပ်ပြီးအမေစီကိုမိဆောင်ပြန်ခဲ့လေအမေကမိဆောင်ကိုစိတ်ဆိုးနေတာ သူ့ကိုပြစ်ပြီးရွာပြန်လို့ပေါ်လိမိဆောင်ပါရီလုံနေရတယ်ဆိုတာအမေမတိရှာပဲကိုအမေကလေကြုတ်ဖြားနေလို့ပါတော့အဲ့ဒါလို့မိဆောင်ကလင်ပြောလိုက်တော့အမေစိတ်ပူပြီးခုတော့တတသွားပြီလားဆိုပြီးမိဆောင်နှစ်ဖူးကိုလက်နဲ့ဆန်နေမိဆောင်မျက်ရည်တွေတောင်းစွတ်တက်လာမိတယ်တတပါတယ်အမေအမေရောဘလို့နေလဲဟင်ခုတော့နာတာပေါ့ဤငါသားလေးရောမခေါ်ခဲ့ဘူးလား စာမေးခွန်းနီးနေလို့ကြောက်ပြက်မှဆိုးလို့အမေရဲ့အေးအေးငါတာကစာတိတ်ကျိုးစားတာအေးတာအမိချင်းတောင်အမေကတို့တာအကြောင်းကြွားနေတယ်အမေကကွယ်ရမှာမိဆောင်အကြောင်းလေးကြွားတာပါပဲလीမိဆောင်စီရောက်နေတဲ့အကြောင်းညညကလေးတွေကိုစပြပေးတဲ့အကြောင်းအင်းဘာလို့လို့နဲ့မိဆောင်လေးစီရောက်ပြတ်တာတလနီပါရှိနေပြီ အမေခြေတော်ကလေးတွေကိုစုပ်နေပြီးရင်ပိန်ကျသွားတဲ့အမေမျက်နှာကိုကြည့်ပြီးမိဆောင်ငူချင်လာတယ်။အမေများတည်သွားခဲ့ရင်ဆိုတဲ့အတွေ့နဲ့အတူမိဆောင်ရဲ့မျက်ရည်တစ်စက်ကအမေပေါ်ကျသွားတော့တယ်။အမေကမျက်လုံးဖွင့်ကြည့်ပြီးမိဆောင်ညီဘာလို့ငူနေတာတုံး။ငါတီမာမို့လား။အမေကစိတ်တူတူနဲ့အော်တော့မိဆောင်မျက်ရည်တွေကြပြားကြပြားတုတ်ရင်အိုးအမေကလေနမိတ်မရှိပြောရမင်း ကျုပ်ကအမေနာနီမာကို တွေးပြီးတနာလိုပါတော့အမေရှင်ဘက်ကိုမကြည့်မိအောင်မျက်နှာလွှဲနေလိုက်ရတယ်။အမငါ့ဘူစောက်အုပ်ဝယ်ပြီးအောင်ရှင်းစရာမရှိတော့ဘူး။ညိုကြီးအတန်ကိုနားထဲကြားလာမိပြန်နေ။ခါတိုင်းဆိုရင်မပူစားခင်ကဝယ်ပေးချင်နေတဲ့မိဆောင်စိတ်မကောင်းဖြစ်ရတယ်။ခုတော့မိဆောင်မှာနက်ကလေးတောင်မရှိတော့ဘူး။ဈေးရင်းငွေလည်းပြုတ်ပြီးမိဆောင်ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး။ မိဆောင်ရင်ငါတမားရီလည်းနာလှပြီးဆေးရီလည်းမတောက်ချင်တော့ဘူးပြုတ်အန်ထွက်ကုန်ပြီတော်ပြီအေးငါရွာပြန်မယ်ရွာကြမှဆရာလေးနဲ့ဆီထိုးတော့မယ်ဘယ်ဖြစ်ပါမလဲအမေရေဆရာဝန်ကြီးကစင်းခွန်မှမပေးတည်တာအိုးအေးညမရှိပါနဲ့ငါဒီစီယုံကြီးပေါ်မှာမနေချင်တော့ဘူးညစဉ်ညတိုင်း ကျိတ်ကျိတ်ငူနေရှာတဲ့အမိကိုမိဆောင်မကြည့်ရတော့ဘူး။တာမီအနှယောက်ဆေးရုံကနေဆင်းပြေးလာခဲ့ကြတယ်။ရွာကိုရောက်တော့အမိစိတ်ပျော်တဲ့ထမကြီးထမင်းတွေလဲစားတယ်။ဟိုဘက်အိမ်ဒီဘက်အိမ်တောင်လှဲလိုက်သည်။ဒီတော့လဲမိဆောင်စိတ်တွေရှင်လန်းလာမိတယ်။အမိနီးကောင်းရင်ညှိနှက်ကလေးအစားပြန်လုပ်ပေးမှာပါ။အမိကလည်းတော့အမိယောဂတာတတ်တာပါစီ။ကျုပ်ဈေးတောင်းနှစ်ဆရွက်ရောင်းလိုက်ုံပါပဲတော့။ တိုင်မင်းမိဆောင်လို့ကန်ခေပါလေအမေရှင်ဘက်ကပြန်လာလာလို့စေယုံကိုထပ်ပြရရတယ်ဆရာဝန်ကြီးကဆိုစူလိုက်တာအယမ်းပါပဲမိဆောင်လေးအမေအတွက် နောက်ဆုံးလက်နဲ့သုံးရတော်လေးအမေစွချင်လဲစူပြီးတော့လေကွက်လေးကို အပြန်ရောင်းပြလိုက်တယ်ဆရာဝန်ကြီးကစမ်းတက်ပြီးအမိကိုအပြန်ဖြေးလိုက်ပါအောင်ဆိုလို့မိဆောင်တို့ရွာပြန်ခဲ့ရတယ်။ရွာကိုရောက်တော့အမိပိုက်ကြီးတစ်ဖြည်းဖြည်းနဲ့ဖောင်းပြီးရောင်လာတယ်။ စအိုးကြီးတလုံးလိုဝိုင်းပြီးပြောင်းဝန်းနေတာပဲမိဆောင်လေအမေကိုရွာကဆရာလေးနဲ့စီထိုးတာပေါ့တိုင်မဲဆရာလေးကထိုးမပေးချင်တော့ဘူးတဲ့မိဆောင်ကဒီမဲ့ဆရာလေးဆေးဘုံငွေတွေအကျိမှတ်ထားတာကိုပြန်မဆက်နိုင်ဘူးထင်လို့လားကျုပ်ဆရာလေးတို့အိမ်မှာကျွန့်ခန့်ဆက်ပါမယ်တော့မိဆောင်ကရန်ထောင်တော့ဆရာလေးကဘာမှမပြောဘဲပြန်သွားတယ်မိဆောင်လေတိတ်ဆိတ်တူသွားတာပေါ့ဆရာလေးတင်မကပါဘူး တောင်ပိုင်းကကုံစုံဆိုင်ရှင်ကြည်တက်မိကလည်းမိဆောက်ကျွေးယူရင်မပေးချင်တော့ဘူးကိုစင်မျိုးတွေကရောဘာထူးသေးလဲမိဆောက်ငွေချီးရင်မယုံတာလူလူဘာလူလူနဲ့မိဆောက်မင်းကလေးပေမဲ့အဲ့ဒီလောက်ကျွေးတော့မကြောက်ဘူးစစ်စည်းဥစ္စာဆိုတာလူကရှာတာပါမိဆောက်လူပါတော့လူပါတောင်းတမောင်းတမိဆောက်ပါအခုအမေနေကောက်ကြည့်အခုငွေရအောင်မိဆောက်ရှာနိုင်တယ် မိဆောင်ရတဲ့မခန့်ကျင်စိတ်တွေဟာတကူလုံးကိုစိတ်တက်လာတယ်။အန်ကိုတင်းတင်းကျပ်လက်တီးကိုကြကြပအောင်ဆုပ်ပြီးပါရီတိုအင်ဘက်ပြေးထွက်ခဲ့တယ်။ပါရီတိုအင်ဘက်ရောက်တော့မိဆောင်အော်အော်ငူပြစ်လိုက်တယ်။ဒီမှာကျုပ်ကိုအထင်မသေးကြပါနဲ့။အမေနေကောင်းလာရင်ရှူထားသမျှကျွေးတွေကိုကျုပ်အကုန်ဆက်နိုင်ပါရဲ့။မိဆောင်တဲ့လူသားအသေးခံမင်းနမေကို အသေးမခံဘူးတော့သိချရဲ့လား။ မိဆောင်အတန်ကတရွာလုံးကို ပွက်လောရိုက်သွားတယ်။ပါတီကပြမှုဖက်လိုက်ပြီးတောင်းရင်နဲ့မိဆောင်ကိုလှည့်လှည့်ငေါတယ်။မိဆောင်ကလည်းမရက်ဘူးအတင်းအုံအုံငိုတယ်။ကျုပ်မှချီနဲ့လက်နဲ့တိလာကျုပ်ကိုကျုပ်ခိုင်းစားလို့ရတယ်။ဘသူပစ္စည်းကိုမှအလကားမယူပါဘူးတော့။ပါရီကစိတ်တူတူနဲ့မိဆောင်ကိုဟဲ့မိဆောင်ဆရာလေးကစေတနာနဲ့ဆေးထိုးမပေးတော့လား။နင့်အမေရောကကုလို့မရတော့ဘူးတိလား။ ။အိုးဖယားဖယားအမိယောဂါကိုလိုမရတော့ဘူးတင်။ဒါကြောင့်ဆရာဝန်ကြီးကပြန်လွှတ်လိုက်တာကိုကျွေးချင်ရကျွေးတော်လို့ပြောခဲ့တာကိုစောစောကမိဆောင်ရဲ့မခံခြင်းစိတ်တွေ မာနတွေပေရောက်ကုန်မှမတိတော့ပါဘူး။မိဆောင်လည်းအင်ကိုအာသွင်ပြေးခဲ့တယ်။အမေအမေအိမ်ပေါ်မှာပိုက်ကြီးအဖောင်းသားနဲ့အိမ်ရတဲ့အမေကိုမိဆောင်လှုပ်လှုပ်ခေါ်လိုက်တော့အမေလက်နူးသွားတယ်။ဘာလဲတမီဘာလဲ အမေလှလိုက်တာကွယ်အမေကမရှိတော့တဲ့ရင်ဘက်ကလေးကိုလက်နဲ့ဖိထားရင်မိဆောင်းကိုမော့ကြည့်တယ်အမေရဲ့မျက်လုံးတီကလည်းအယောင်မတောက်တော့ပဲမွေးပြနေတယ်ဆေးရုံပေါ်တော့ကမိဆောင်းကိုတော့အမေကမိဆောင်းညီဘာလို့ငူတာတုံးငါတီမာမို့လားဆိုတဲ့စကားကိုပြန်တည်ရပြီးမိဆောင်ပါဆက်ကိုလက်ဝါးနဲ့အုပ်မျက်ရည်ကိုတုပ်ပြီးဘာမှမဖြစ်ပါဘူးအမီဘာဆောင်အောင်ပါလဲလို့မိမလို့ပါ မိဆောင်ရဲ့အညာစကားကိုသိတယ်လို့နဲ့အမေပြုံးပြီးလက်ခပြတယ်။ကြည်တော့မျက်စိပြန်မိတ်သွားတယ်။အမေကလက်ကလေးကိုတော့ရှင်ဘက်ပေါ်တင်းရက်သား။အမေရဲ့အမေရှင်ဘက်မှာအကြိတ်ကလေးစထွက်ကလေးကကင်စာမှန်းတိခဲ့ရင်အကောင်းပါ။ခုတော့ကင်စာကအမေကိုရင်းမှာအမျက်တွေနေပြီတဲ့။အမေအသေးလေးနှလုံးတွေကိုတွေ့ကုတ်ပြီးအမေအသက်ကိုထုတ်ပြကြတော့မေး။ လဲပါတယ်ဆိုတဲ့တောသူမှမိဆောင် အမေရောဂါအကြောင်းကိုတော့မတိနားမလည်ခဲ့ပါဘူးမိဆောင်နေတိုင်းစီးနေတဲ့ရထားကြီးပေါ်ကလူတွေကသူတို့ရဲ့စားဝတ်နေရေးအကြောင်းရုံးကန်လှုပ်ရှားမှုတွေအကြောင်းသာပြောကြတာလူတွေမှာဖြစ်ပေါ်လာတဲ့တိတ်ရောဂါလက္ခဏာတွေအကြောင်းပြောကြတာမဟုတ်ဘူးမိဆောင်တို့ရွာကလူတွေကစပားတွေပြိုကျဲဖို့ပြုံးနှောက်ကောက်ဆိုင်ဖို့လောက်ပဲတည်တာအမေရောဂါအကြောင်းတည်တာမဟုတ်ဘူးရွာကဆရာလေးက နွားရည်ရဲ့ယောဂါကိုတာကုတက်တာအမေရဲ့ကင်ဆာယောဂါကိုကုတက်တာမဟုတ်ဘူးမိဆောင်တို့ပိုင်းလေးတစ်ခွက်ကအဖေရဲ့အမွေလို့လက်ညှိုးထိုးပြနိုင်ုံသာရှိတာအမေယောဂါကို လုံလောက်တဲ့စီဝါရှာပေးနိုင်တာမဟုတ်ဘူးမိဆောင်နားလေမိတာအဲ့တလောက်ပါပဲအမေရင်ဒီလောက်ပဲတည်တယ်မိဆောင်မှာအပြစ်ရှိသလားအမေရင်အမေကိုကြည်ရင်ကအမေဆုံနေကြတဲ့ချင်းလေးကိုမိဆောင်တတိယမိတဲ့ပေါ်ရီရွှေချောင်းတဲ့ ရှိစာကိုအမေပိုက်ပါလို့လိုက်ပြရစီခွေမောင်းလှရဲ့တဲ့အမေအမေအမေအဲ့ဒီတချင်းစုံနေတလားအမေနှက်ခန့်တွေတလုံးလုံးနဲ့တချင်းစုံနေတာလားအမေရဲ့အမေမရှိလေမောင်လေးညူကြီးကိုကျုပ်လူပြစ်အောင်လူမှာပါတော့မောင်လေးနောက်ကနေပြီးလိုက်ပြရစီလို့အမေစုံနေအောင်ပါလား မိစားမျက်စိထဲမှာမောင်ရှင်ဆောင်ပစ္စည်းတွေ ရွက်လို့သင်ငန်းပန်းတွေပွေထားတဲ့အလူအမကြီးအမိကိုမြင်ရောင်လာမိတယ်။တိုင်မဲအမိတကယ်ပိုက်ထားရတာကကင်ဆာရောဂါကိုပါ။သေခြင်းတရားကဆင်းရဲတဲ့လူတွေစီကို အရင်လာတတ်တယ်ထင်မှရတော့။တန်ဝေတီမဂဇင်း1996ခုနှစ်မေလခင်ခင်ထူး